မင်္ဂလာပါရှင်ရှမ်းရဲ့ကူမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်မန္တလေးမြင်းကလင်းစည်းတန်းကြောင့်အကွဲပြစီမှုအချို့ရှိခဲ့သည်ကွန်ပျူတာတက္ကသိုလ်တောင်ကြီးတို့တွားရောက်ကြည့်ရှုတဲ့တဲ့တင်ကို တင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နဲ့ပြည်နယ်တယံဇာတရေးအဝန်ကြီးပြည်နယ်စင်ဌာနဆိုင်ရာများမှတာဝန်ရှိသူများသည့်ဧပြီလ9ရက်နေ့နနက်7:00နာရီခွဲကမန္တလေးမြင်းငလင်းကြီးလောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည့်တောင်စီမြို့ကွန်ပျူတာတက္ကသိုလ်တောင်ကြီးတို့တွားရောက်ကြည့်ရှုခဲ့ကြောင်းသိရပါသည်။ ီနယ်ဝန်ကြီးချုပ်နဲ့အဖွဲ့သည်ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ကွန်ပျူတာတက္ကသိုလ်တောင်ကြီးအတွင်းရှိပင်မသုံးသက်ဆောင်အဆောက်အဦးရှိစာတင်ဆောင်များ အုပ်နရင်အင်္ဂလိပ်များကွန်ကရစ်တိုင်းများအနေရှိမှုအခြေအနေများနဲ့ပြန်လည်ပြုပြင်ရမည့်အခြေအနေများကို လိုင်လံကြည့်ရှုရာပျက်စီးမှုအခြေအနေများနဲ့ပတ်သက်၍ကွန်ပျူတာတက္ကသိုလ်တောင်ကြီးပေါမောက်ခအကြောင်းဆရာမကြီးဒေါက်တာခင်ဆန်းနာအောင်ကရှင်းလင်းတင်ပြခဲ့ပါတယ်ရင်းနော ောင်ပြည်နယ်ဝန်ကြီးချုပ်ကသက်ဆိုင်ရာဌာနဆိုင်ရာများ တက်ကြွနားလေသည့်အင်ဂျင်နီယာပညာရှင်များဖြင့်မန္တလေးမြင်းကလင်းကြီးတန်းခံခဲ့ရသည်ကွန်ပျူတာတက္ကသိုလ်တောင်ကြီးအားပြန်လည်ပြင်ဆင်နိုင်ရအတွက်လိုအပ်သည်များပေါင်းစပ်ညီနိုင်ဆွေးနွေးခဲ့ကြပါသည်မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့်မန္တလေးမြင်းကလင်းကြီးတန်းကြောင့်ကွန်ပျူတာတက္ကသိုလ်တောင်ကြီးရှိကွန်ကရစ်တိုင်းများလေကားပေါင်းများ တိုင်လုံးကြီးများအက်ကွဲပျက်စီးခြင်းအုံနယံအင်္ဂရီများအက်ကွဲသွားခြင်းတင်ကြားရေးဌာနအခန်းများ စာသင်ခန်းများလက်တွေ့ခန်းများတန့်စင်ခန်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရပါဗါ2024 2025ပညာသင်နှစ်အတွင်းကွန်ပျူတာတက္ကသိုလ်တောင်ကြီးတို့တက်ရောက်ပညာသင်ကြားနေကြသည့်ကျောင်းသားကျောင်းသူ984ဦးရှိကြောင်းသိရှိရပါတယ်ရှင်